ဖက်ရွက်ခြင်းတူတူပဲဖက်ရွက်ခြင်းတူတူပဲစပယ်ပန်းနဲ့ဆုံလိုက်ရတဲ့ဖက်ရွက်ကြတော့မှု့ကြံရစ်တယ်ငပိဘုတ်ထုတ်လိုက်လို့ငပိဘုတ်နဲ့ဆုံစည်းလိုက်ရတဲ့ဖက်ရွက်ကြတော့နန်းဆောင်ကြံရစ်တယ်ဟောဆုံစည်းမှုကိုကြည့်လိုက်စိတ်စေရနာမရှိတဲ့အရာသီးပင်လည်းမကောင်းတာနဲ့ဆုံရင်မကောင်းတာဖြစ်သွားတတ်တယ်ပေါ့ကောင်းတာနဲ့ဆုံမှကောင်းတာဖြစ်တယ်အေးဒါကြောင့်တာဟုဓတနာ မရိယာဏအရိယာဏမြင့်မြတ်ဖြူစင်တဲ့ပုဂ္ဂိုလ်တွေကိုဒသနံတွေးဆုံရခြင်းဟာသာဓုသိကောင်းတယ်တဲ့ဒါခိတ္တခဏဆုံရတာတော့ကောင်းတယ်လို့ဆိုတော့တန်နိဝါသောတဒါသူခောအမြဲတမ်းအတူတကွာနေမယ်ဆိုလို့ရှိရင်တော့အကောင်းဆုံးချမ်းသာဖို့ပဲဒီလိုဆုံးလို့တာပေါ့အဲ့ဒါလို့မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေနဲ့နေလို့ရှိရင်မိမိဖို့ဟာ အချိန်မရွေးကောင်းမြတ်တဲ့အကျိုးကျေးဇူးတွေဟာဖြစ်ပေါ်ပြီးတော့နေတာဆိုပါစို့ရှင်သာရိပုတ္တရာလိုသူတော်ကောင်းကြီးနဲ့ဆုံစည်းကြရတဲ့ယဟန်ပုဂ္ဂိုလ်တွေဟာရှင်သာရိပုတ္တရာရဲ့အဆုံးအမတွေအကျဉ်းနာတရားတွေပညာတွေနဲ့ရရှိပြီးတော့နေကြတာဒါကြောင့်မို့ရှင်အနန္ဒာကပြောတယ် ရှင်သာရိပုတ္တရာပြိဋိနိဗ္ဗာန်ဆံသွားပြီဆိုတော့ရှင်အနန္ဒဝန်းတဲ့စကားဆိုတယ်ဗျာရှင်သာရိပုတ္တရာပြိဋိနိဗ္ဗာန်ဆံတယ်လို့လည်းကြားလိုက်ရောသူ့မှာယူကျုံမရဖြစ်ရတယ်ယူကျုံမရဖြစ်တယ်ဘာဖြစ်လို့ဒီလိုဖြစ်ရတုံးလို့ဆိုတော့ရှင်သာရိပုတ္တရာဟာတဲ့မိမိတို့ရဲ့အပေါင်းအသင်းတွေတပ္ပမစာရိဆို colleagues သင်သုံးပေါ်တယ်လုတ်ဖို့ကံဘက်တွေလို့အဓိပ္ပာယ်ရတယ် အဲ့ဒီပုဂ္ဂိုလ်တွေကိုတရားဓမ္မနဲ့ချီးမြှောက်တတ်ပါတယ်တဲ့။တော့အရိယပုဂ္ဂိုလ်တွေဟာတရားဓမ္မကိုအလွန်မြတ်နိုးတာ။အဲ့ဒီလိုမြင့်မြတ်တဲ့အသိပညာတွေကိုဖြစ်ပေါ်စေတတ်တဲ့တရားဓမ္မတွေဟောပြောဆုံးမလို့ရှင်သာရိပုတ္တရာတိုက်ကျွေးတဲ့တရားရည်အေးတွေကိုတောက်ချိုးရတဲ့အခါစိတ်နှလုံးအေးချမ်းသာရမှုတွေကိုရကြလို့ စင်္သာရိပုတ္တရာမရှိတော့ဘူးဆိုရင်ဒီအခွင့်အရေးတွေတို့ရတော့မှာမဟုတ်ဘူးလို့ဒါကြောင့်မို့လို့စင်္သာရိပုတ္တရာမရှိတဲ့အခါစိတ်ထဲမှာယူကျုံမရဖြစ်ပါတယ်လို့ရှင်အနန္တကလျှောက်တာလေအဲ့တော့ဒီလိုအတူတကွနေလိုက်ရပြီဆိုလို့ရှိရင်တော့တန်နိဝါတော်တတာအတူတကွအမြဲတမ်းနေခွင့်ရသွားတဲ့ပုဂ္ဂိုလ်တွေကြတော့သူခေါ် လက်ရှိဘဝမှာစိတ်ချမ်းသာမှုတွေကိုချမ်းသာမှုတွေရရှိနောက်ဆုံးကအသိပညာတွေဟာ တိုးတဲ့တိုးလာပြီးတော့နိဗ္ဗာန်တိုင်ချမ်းသာဒုက္ခကိုရသွားနိုင်တယ်လို့သူတော်ကောင်းနဲ့စိတ်ကကိုဝေရတဲ့ပုဂ္ဂိုလ်ဟာတစဉ်ပြီးတစဉ်မြင့်တက်သွားတာပဲအခြေအနေတစ်ခုကနေအခြေအနေတစ်ခုမြင့်မားသွားတယ်လို့ဒီလိုပြောတာ